်အမေရိကန်နိုင်ငံလွန်အင်ဂျလိစ်မြို့မှာဆန္ဒပြမှုတွေနဲ့စုပိုအောင်ကြောမှုတွေဖြစ်ပွားနေတာကြောင့်သမ္မတဒေါ်နယ်ထရမ့်ကဆွန်ရှိရမှာအမျိုးသားအစောက်တပ်ဖွဲ့တွေဖြန့်ကျက်ချထားဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လူဝင်မှုနဲ့အကောက်ခွန်အရာရှိတွေကလူဝင်မှုစည်းကမ်းချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတန်တရားရှိသူတွေကိုဝင်ရောက်စီးနှင်ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ဆန္ဒပြမှုတွေပေါ်ပေါက်လာခဲ့တာပါကယ်လီဖိုးနီးယားပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့လော့အင်ဂျလိစ်ကိုစစ်သားတွေဆဲလုပ်ဖို့ပြည်နယ်စစ်တပ်ကိုဗဟိုကထိန်းချုပ်ဖို့ထရမ့်ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ဟာယူရဲကျဲရှိရှိပွဲဆိုအောင်လုပ်တာဖြစ်တယ်လို့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ် ဖက်ဒရယ်အေဂျင့်တွေကဆန္ဒပြသူတွေကိုမျက်ရည်ယိုပုံနဲ့အုံပြုပြီးလူစုခွဲတာဆန္ဒပြသူတချို့ကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီးဆန္ဒပြမှုတွေဖြစ်ပွားတဲ့ဒုတိယမြောက်နေ့မှာထရမ့်ကအမျိုးသားအစောင့်တက်တွေဆီလွတ်ခဲ့တာဖြစ်ပါတယ်။ထရမ့်ရဲ့ကာကွယ်ရေးဝန်ကြီးဘီဟက်ဆက်ကအဲဒီမျိုးအနည်းမှာရှိတဲ့စစ်တပ်ကိုဆီလွတ်မယ်လို့လည်းထိန်းချောက်ခဲ့ပါတယ်။အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေရင်ပက်ဒတန်စစ်စခန်းကတန်းပြစ်မရင်းတပ်ဖွဲ့ဝင်တွေကိုဆင်လွတ်သွားမှာပါလို့ဟက်ဆက်ကလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။